တသိန်းဤပညာတက်ကတဲ့တော်ကအဆောင်နေចောင်းသားဘွားလေးအကြောင်းပါ။ခုနေ့က Facebook မှာသူများတင်ထားတဲ့ post တစ်ခုကိုတွေ့လိုက်တယ်။လက်ဖက်ထမင်းနဲ့ကြုပ်ကြောဆိုတာတော့အဆောင်နေတဲ့ចောင်းသားတွေရဲ့ယတနာပဲလို့ရေးထားတာကိုတွေ့လိုက်တယ်။အဲ့ဒါမှရင်ចောင်းသားဘွားအမှတ်တရတွေကိုတန်းစီတတိယသွားတော့တာပဲ။အဲ့အမှတ်တရများစွာတွေကမှအခုရေးမယ့်အကြောင်းတွေကိုတော့ ဦးဆုံးတရီရတာပါပဲ AGDI ဒုတိယနှစ်ရဲ့ပထမနှစ်ဝက်ဆောင်ရွက်ပွဲကြီးနီးလာပြီမို့အဆောင်နေအကြောင်းသူအကြောင်းသားတွေရောအိမ်နေအကြောင်းသူအကြောင်းသားတွေရောစာချက်နေရပြီလေကျွန်တော်တို့ရွှေရနာထုံးအဆောင်ကရှီစုမဆူအကြောင်းသားရှိအောင်လဲစာစုချက်ဖို့ကြိုးစားနေကြပြီညာလုံးပေါင်းစာချက်ဖို့ညနေခင်းကပစ္စည်းတွေကိုစုဝယ်ထားလိုက်ကြတာစုလိုက်ကြတာဆိုတာထမ်းရီချက်ရက် အမီးအစုံ PK လက်ဖက်ရည်ချောင်းစုပြောက်စီတခွားတုံးကန်ကျွန်တော်တို့ခေတုံးကတော့ကော်မရှူကြဘူးတခွားချောင်းစုပြောက်စီပဲတောက်ကြတာတခါတောက်ရင်တော့၄၅လုံးပဲတစ်လုံးကို90ပဲပေးရတာလေ ထားပါတော့အိညာက စာစုချက်လိုက်ကြတာညာ၁၂နာရီကိုထိုးသွားတာပဲစာရမရတော့မသိဘူးချက်တော့ချက်နေကြတာပဲအိတ်ကလည်းမအိတ်ချင်းစာကလည်းမချက်ချင်တော့ဘူးပြင်းလာပြီလေဒီတော့လိုင်းပြောင်းကြတာပေါ့ဖဲရိုက်တဲ့သူကလည်းရိုက်အရက်တောက်တဲ့သူကလည်းတောက်ပေါ့ဗျာကျွန်တော်ကတော့သူတို့အတောက်စားဝိုင်းမှာပေါ့အဲ့လိုသူတို့ပြောတာထိုင်နာထောင်နေရင်နဲ့ထမ်းရီတောက်အမီးစားပေါ့အဲ့ဒီအချိန်မိုးကထရွာလာတယ်မိုးရွာတာနဲ့တပြိုင်တည်းထဲဖားတွေကအော်တော့တာပဲခဏကွာခဏငါစကားနည်းနည်းလောက်ဖြတ်ပြောချင်လို့အေးပြောလေဘာပြောမလို့တော့ကွာ ပြောမှတဲ့အဓိကကမေးမှာပါ။ဩအခုអော်နေကြတဲ့ဖားတိုင်းကစားဖားတွေပဲလား။အကုန်လုံးတော့စားဖားမဟုတ်ဘူးကွာ။ဖလက်တဲ့ဖက်ပြန်ပကုံညင်းဟာစားဖားပါကွာ။စားဖားပဲအဲ့လိုអော်တာကွာ။ तू ပြောတာဟုတ်တယ်ဟဲ့ကောင်။ဖားဆောင်អော်တာဖားအတန်ကိုနားထောင်ပြီးဖားမျိုးစားခွဲလို့ရတယ်ဟာ။မဟုတ်သေးပါဘူးဆိုမှကွာ။ခလေးမသိလို့မေးပါတယ်ဆိုမှမင်းတို့ကတလွဲတွေပြော။အေးပါကွာ။ခလေးပဲထားပါတော့။အဲ့ဒါပေါ့မသိတဲ့လူကမတက်တဲ့လူကိုဆရာလောက်တလို့ဖြစ်နေပြီ။ဟဲ့ကောင်လေးဒါရန်ကုန်သားတော့ ဒီကောင်ဘာမှမသိဘူးငါတို့အားလုံးက AOD တိုင်းသားတွေဒီကောင်ဝင်ငါတို့ကခါခါနာနာရှင်းပြရမယ်ဒီကောင်ကစစ်စစ်ပောက်ပောက်လိုက်မေးပြီးထဲထဲဝင်ဝင်လေ့လာတာနေမယ်နော်ကျွန်တော်ကစလိုက်တာစကားဝိုင်းကရံပွဲဖြစ်သွားလေတော့တယ်အဲ့လိုနဲ့နောက်ဆုံးကဲဒါဆိုဖားရိုက်ထွက်ကြမယ်ကွာဒါဆိုအော်ဒါဘယ်ဖားလဲဆိုတာကိုကိုပြပြတိရပြီလေလုံးမလားစိန်လိုက်လေလုံးလိုက်လေ ကျွန်တော်ကတော့ဘာမှဝင်မပြောတော့ဘူး။ဘာလို့ဆိုကျွန်တော်မှမသိတာ။နားလည်းမလဲတက်လည်းမတက်တာကို။ဒါနဲ့ကျွန်တော်လည်းလိုက်ဖို့ပြင်နေ။အားလုံးပေါင်း၈ယောက်။အဆောင်ပိုင်းရှင်အဖိုးရဲ့သားကုပုစီကမိယုတ်ဆောင်နေငါကြတယ်။မိုးကလေးဝဲပြီးတော့မိယုတ်ဆောင်ဓမီကိုစီးနဲ့ထွက်လာကြတယ်။ထွက်တာထွက်လာကြတာ။ဘယ်သွားရမလဲမသိဘူး။ဟိအောင်ဘူးကြီး။ဘယ်သွားမှလဲ။အဘတို့လဲတော့တဲ့စီသွားမလား။အဘတို့လဲတွေကမလွယ်ဘူးကွာ။ ီခြံကြီးကိုဖျက်ပြီးသွားရမှာမနက်ပိုင်းကကိစ္စမရှိပေမဲ့ညပိုင်းဆိုမလွယ်ဘူးဟာခြံကြီးကတော့ဥလေဖြစ်နေပြီလေမွေစိမ်းမိကြောက်တွေကတောထနေတာဖားမရပဲနဲ့မွေကိုက်လို့တိမ်နေမယ်ဒါဆိုရင်လေရွာထိပ်ကလည်းဝင်းနေစီသွားကြမယ်လေဘဲ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 ထိပ်လေတင်းကြိုင်းရှိတယ်ပဲလေလခွီဘာလဲဟာတည့်ရဲကြောက်ပါလေစိုးမကွာ ရန်ကုန်သားရေငါတို့က၈ယောက်လေကွာဟိုဘက်ထိပ်က၆မယ်ရှိတာကျောင်းနောက်ဘက်ကလေခွင်းတွေကရောကျောင်းထဲကဖြစ်ရမှာကွာကျောင်းသောက်ခွားနဲ့လိုက်ပစ်ခံနေရအောင်မယ်ဒါလောက်မိုးအေးနေတာသူလဲကိုင်းကိုင်းနေလောက်ပါပြီကွာလာပါကွာဟိုဘက်ထိပ်သွားမယ်တင်းချိုင်းကောင်ချောင်းတစ်ဖက်မှာပါငါတို့ချောင်းကူမှအဲ့ကိုရောက်မှာအဲ့ပဲအချမ်းနဲ့ဆင်းရိုက်မယ်ကွာအေးကွာလောက်ကွာကဲဒါဆိုရင်တော့ခြိတက်ကြတာပေါ့ကွာသွားနေရင်းနဲ့ကျွန်တော်လက်ထဲကဖားရိုက်တို့ကိုကြည့်မိလိုက်တယ်ဟဲ့ကောင်နေမင်းတို့ကဟုတ်ရဟုတ်ရလားကွာဘာတော့ဘာတော့ဖားရိုက်တို့ဆိုပြီးတော့ဝချမ်းများကြီးဟာအော်ဒါကဒလို့ ဖားရိုက်တို့ဆိုပေမဲ့တကယ်ကဒုံမဟုတ်ဘူးဝချမ်းများပဲဟာကျိုးသွားမှာပေါ့မကျိုးပါဘူးမဟုတ်တာကွာကျိုးမှာကျင်းသေးတယ်ဒလို့ကွာရန်ကုန်သားရဒီဝါချမ်းများကရိုးရိုးဝါချမ်းများမဟုတ်ဘူးနော်ဘာလဲတိတ်ထိတင်ထားတာလားလခွီးအမားတင်ထားတာဟာတော်ရုံမကျိုးဘူးတော်စမ်းမှာမြောင်းမြသားရဟိုရန်ကုန်သားကမအူမလဲဟာမင်းလုံးကခေါင်းချောက်ချားတွေဖြစ်ကုန်ဝင်ဒါဆိုလဲဘိုးကြီးမင်းရှင်းပြကွာဘိုးကြီးကမင်းဖို့အောင်ကဘိုးကလေးကဗျကျွန်တော်တို့အဆောင်မှာဘိုးကလေးသားတယောက်ရန်ကုန်သားတယောက်မြောင်းမြသား၄ယောက်ဟင်းထရာသား၂ယောက်ဗျ ဘူကလေးသားဘူကြီးကတိတ်ကိုဆရာလောက်တာဗျာဒါပေမဲ့တကယ်လဲအိုက်ကောင်ကြီးကဆရာကြီးပဲဗျသူမသိသူမတတ်တာခရှာရှာပဲနားကလော့ဆရာဆိုလို့ဆရာကြီးလေတန်းတခုပဲဒီကောင်ကညာပိုင်းကြီးတိုက်ကလာကြက်တစီဒီလားမသိဘူးခေါ်သေးတယ်ဗျအဲ့ဒါဒီလဲနောက်မှရေးမယ်ဗျအဆောင်နေចောင်းသားဘဝရေးဆရာတွေကအများကြီးပဲဗျဘူကြီးလောက်ကငါ့ကိုရှင်းဗျအင်းပညာရှိများဟာစီးလို့ပဲကျင့်သုံးရတယ်ကွာဖားရိုက်ထုတ်ကြောင်မေးတာပါကွာဘယ်ဟာစီးကိုမင်းကသွားကြံမလို့လုံးဟာစားတယ်စီးလားဟိုမေကလေးအဆောင်ကအဆောင်မှုအခွားကြီးဒေါ်စီတုတ်လား ဟာ အဖွားကြီးကိုကွာမကြံကောင်းမစီရငရဲကြည့်ပါမယ်ကွာတော်စမ်းမင်းတို့ကောင်နေထောင်တန်းတဲ့စကားရဲတော့ပေါ့တကွာဘူကြီးဟာငါနားမလဲလို့မင်းကိုမေးပါတယ်လူလူရှင့်မြဆမ်းပါကွာဘသူမှလည်းမရဲတော့ပေါ့စရာလည်းမရှိပါဘူးကွာထောင်တန်းတဲ့စကားဆိုမှတော့ငါထင်တာထောင်ကြမယ်စကားကိုစိုးလို့တာဖြစ်မယ်ကွာဖားရတာထောင်ကြဖို့မှမလိုတာဘူကြီးဟာအဖွားကြီးကိုကြည့်ရင်တော့ထောင်ကြမှာကွာတိတ်ဆန်းဟဲ့ကောမင်းတို့ကောင်နေပညာရှိနာနေပြီးတော့ပညာမတတ်ဘူးကျွဲပါစောင့်တီးတွေကွာ ဟာဘယ်သူကပညာရှိလဲဘူကြီးက ငါဘောကွာ။အော်အေးအေးဒါနဲ့ကြွဲကဘသူတွေတော့မင်းတို့ဘောကွာ။ငါတုံးငါအာငါထူးငါပိန်တိုက်ဆန်နေရ။စောင်းတီးသမားကရောငါဘောကွာငါကလူလေ။အေးမင်းမှငါတုံးငါအာငါထူးငါပိန်ကွာ။အေးကြွဲပါစောင်းတီးဆိုတဲ့စကားပုံကစောင်းတီးသမားကိုရေညှိုးတာကွာ။ဂီတကိုမခံစားတဲ့ထူလုံးအလုံးနဲ့ကြွဲတွေကိုစောင်းတီးပြနေတဲ့ငါထူးကြီးငါပိန်ကြီးစောင်းသမားကိုတယောတဲ့စကားပုံကွာ။ဟုတ်လားအဲ့ဒါလို့လား။ ပညာရှိမင်းဘုံအောင်ရန်ကုန်သားဆင်ထားတဲ့ခွေလေးကိုတန်းဝင်သွားပါလေရောဟောကားကနေနေတာပဲ စကားရံမှာတော့ရန်ကုန်သားကိုမမိဘူးဟေးအိုက်ကောင်တွေကတကယ်လူလဲတွေစကားတပြောပြောနဲ့လာလိုက်တာဖားရိုက်မဲ့လေကွင်းနေစီကိုရောက်ရောသူတို့ရွာမှာကလမ်းမိလိုက်မရှိဘူးဗျဒါကြောင့်ကတ္တရာလမ်းအယောင်မဲမဲနဲ့မိုးရွာလို့ကြဲမရှိလားမရှိမှောင်မဲမဲအဲ့အပြင်မီးမရှိလို့အမှောင်ဖုံးနေတော့မသိရင်တလောကလုံးအမှောင်ဖုံးနေတယ်လို့ပါပဲမိုးအင်းနေလို့ပဲလားဆမ်မိုးပဲနီးလို့လားတော့မသိအရင်လိုចောင်းသူចောင်းသားအဆောင်ရှိတွင်ကြတာသီးတန်တွေမကြရဘီလီယက်ခုံတွေတိတ်ဆိတ်အင်တာနက်ကဖေးတွေအေးဆက်ကိုချစ်ရက်ဆိုင်လေးလည်းမှောင်မိုက်တိတ်ဆိတ်နေလေရဲ့ လမ်းမကြီးပေါ်မှာခွေးတကောင်ကြောင်တမီမျှမရှိပဲကျွန်တော်တို့ရှေ့ရောက်ထဲသာရှိနေလေတော့တယ်။တယောက်ထဲသာဆိုရင်တော့တိတ်ကိုအထီးကျန်ပြီးတိတ်ကိုကြောက်စရာကောင်းမှာတော့ကျင်းနေပါရဲ့။လမ်းရဲ့ညာဘက်ခြမ်းချောင်းရိုးရဲ့တစ်ဖက်မှာတော့တင်းကြိုင်းကိုမြင်နေရတယ်။ ကိစ္စမရှိဘူးကျွန်တော်တို့ကလမ်းမကြီးရဲ့ဘယ်ဘယ်ချမ်းကလေကွင်းနေထဲမှာဆင်းပါလေဘယ်ဘယ်ချမ်းကကွင်းတွေကိုလည်းလမ်းမကြီးနဲ့လေကွင်းနေကြချောင်းယိုးလေးကချားနေသေးတာသူတို့ကချောင်းယိုးလို့ခေါ်လို့သာကျွန်တော်ကလိုက်ခေါ်တာရန်ကုန်မှာဆိုရင်တော့ဒါမြောင်းအကြီးစားပဲရန်ကုန်လိုညင်ညင်ပတ်ပတ်တော့မဟုတ်ဘူးဗျာရေစင်းကူလို့တော့ရတယ်တန့်နေရှင်းနေအမိုက်တရိုင်လည်းမရှိဘူးငားတွေလည်းရှိတယ်မွေတော့မသိဒါလိုမိုးအေးအေးနဲ့ချမ်းနေတဲ့ကာလဒီရေထဲကိုဆင်းလိုက်ရတာတော့အေးစိန်တော့မှတော့ကျိန်းနေတာပဲကျွန်တော်တို့ရောက်တော့တော့ဖားတွေမြန်អော်လိုက်တာဆိုလေးပြူတို့အငဲတို့ကြာနေတာပဲ ဒီကောင်လေးလေဝင်းတဲ့ကိုလော့စပီကာများထည့်ထားသလားအောင်မရတဲ့အချစ်ဟာခါ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 လို့နေဟဲ့အဲ့ဒါလို့ဆိုတာမျိုးကိုဒီကောင်လေးကိုစုခိုင်းလိုက်ရမလားမိုက်တောင်မလိုတော့ပါဘူးဗျာဟာဟေ့ကောင်လေးနေအောင်ရေးတဲ့မစင်းနဲ့အောင်ကွာဘာလဲဘာလဲဘာဖြစ်လို့လဲဟိုမှာဓာတ်တိုင်ကကျိုးတွေကရေးတဲ့ကိုကြနေသလားဗျာဟုတ်တယ်ဟာမင်းနဲ့တေချာထိုးကြည့်ပါအောင်ဟာကျိုးကအမဲကြီးကွာမဲမဲဖြူဖြူကွာဓာတ်လိုက်မှစိုးလို့ဒီအထိရောက်လာပြီကွာမကွာမထူးဘူးကွာတင်းကြိုင်းပဲပဲဆင်းတော့မယ်ဟာ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 ဟေ့ကောင်လေးငါမလိုက်တော့ဘူးကွာငါကြောက်တယ် လာစမ်းမှာရန်ကုန်သားဟာတင်းကြိုင်းနဲ့ဝင်ရိုက်မှာမမဟုတ်တာငါကြောက်လို့ပါကွာမင်းပြောတော့ဖိုက်တာဆိုငါနှုတ်ကနေငါတစ်ခါမှမပြောဘူးပါဘူးကွာမပြောဘူးဝဲမဲ့ရာမညကိုတယောက်တည်းဝင်ဖျက်ရတာမင်းတယောက်ပဲရှိတယ်အေးနောက်ပြီးအရင်အဆောင်မှာရှစ်ယောက်တယောက်မင်းချခဲ့တာလေဒိုးတစ်ချောင်းလုံးနဲ့တည်တယ်ဟုတ်ပါရေပေါ်ကိုဖောပြီးတရုတ်တိုင်းကားတွေကလို့ရေပေါ်ကိုရှက်ပြီးသွားတာတစ်ချောင်းလုံးမှသတင်းမွှေးတာလဲမင်းတယောက်တည်းအဲ့ဒါတွေကိုငါနှုတ်ကနေတခေါမှမပြောဘူးလေကွာလာမသာလာစမ်းပါကွာ ဆိုပြီးဆွဲချသွားလိုက်တာကျွန်တော်လည်းရက်ကန်ရက်ကန်နဲ့ပါသွားလေတယ်တအုံလုံးနဲ့တယောက်ဆိုတော့လည်းပြိုင်မယုံနိုင်တော့ဘူးလေချောင်းယိုးလေးတွေကိုဆင်းလိုက်တာနဲ့အေးစိမ့်ရက်ကလည်းသေးတောင်ထွက်ချင်တယ်ဗျာကြောက်လို့ပဲလားချဲလို့ပဲလားနှစ်ခုလုံးလားတော့မသိဘူးဗျာဖားတွေကလည်းမဟာတရားကိုအော်နေတော့တာပဲဟိုကောင်တွေကလည်းစော်ကျင်နေကြဟန်တူပါရဲ့တချဲမှတော့ဆုပ်ချင်းမရှိဘူးဗျာဘွမ်းဘွမ်းဘွမ်းဆိုပြီးတော့ပဲဆင်းသွားလိုက်ကြတာဟိုဘက်ကရောက်တော့တကယ်လေအင်းကြီးနဲ့ဝေးတယ်လေကွင်းနေဘက်ကိုသွားပြီးရိုက်ကြတယ်ဗျာ ဒီကောင်နေစကားသာထော်ထော်ကန့်ကန့်ပြောတာအလောက်ကြတော်တဲ့ဗျဘူကြီးဆိုတဲ့ကောင်ကနားကလော့စရာတွေသာပြောတာဖားရိုက်တော်တော်ချက်ဗျာမြန်လဲမြန်ချက်ဖြောင်းဖြောင်းဖြောင်းဆိုပြီးတော့တစ်ချက်တစ်ကောင်ပဲဗျာရောင်းရသားထဝီဖြူကတော့ရိုက်တောင်မရိုက်ဘူးလက်နဲ့ကောက်သွားတာကျွမ်းကျင်ရလိမ္မာရာတွေပေါ့ဗျာရန်ကုန်သားကျွန်တော်ကဥလေလေနဲ့ကြံရစ်ခဲ့တာလူသားမလွတ်တန်းစော်နိုင်တာဖားကြတော့တစ်ကောင်မှထိအောင်မရိုက်နိုင်ဘူးဗျာဒါရင်ဘယ်ကမလဲမြောင်မြသားလူလက်နဲ့တကောင်ဖမ်းကြည့်တာပျော့အီအီအေးဆက်ဆက်ကြီးဗျာ ပြီးတော့ဖားကလက်ထဲကနေရှော့ခနဲ့ခုံထွက်သွားတာအောက်မလေးကျွန်တော်ဖြစ်လန်းလို့ငရှင်တော်ဖမ်းရတဲ့ကျွန်တော်ကဖားကြမှာကြောက်တယ်လို့လို့ပါဗျာလဲခွင်းတဲ့ကလူတွေကလည်းပြန်သွားပြီးဟိုတယောက်ဒီတယောက်နဲ့ဘာကိုမှအာယုံမဆိုင်နိုင်ကြတော့ဘူးဖားနဲ့မွေပဲအာယုံဆိုင်နေကြတာပေါ့ဟုတ်တယ်မွေလည်းအာယုံဆိုင်ရတယ်ဗျသူကဖားကိုမျိုးဖို့အလားကိုတွေကလည်းဖမ်းဖို့အလားမုံဆိုးနှစ်ယောက်တွေ့တဲ့အခါသူဥယင်ကိုသိကိုဥယင်ကိုပြေ မုံစိုးနှစ်ယောက်တွေးကြတဲ့အခါသူဦးရင်ကိုသေးကိုဦးရင်ကိုပြေးပဲဒါပေမဲ့မြောင်မြသားထုတ်ဝေဖြူကမွေသားစားတဗျာအစိတ်ရှိရှိမရှိရှိသူကအကုန်စားတာဗျမွေစိမ်များပြီးနေသလားမသိပါဘူးဗျာမွေလည်းအကြောက်လည်းမရှိအမိကတိုင်းပြီးတော့ဆွဲရံပလိုက်တာတခါတည်းမွေကဆင်းသွားတယ်အဲ့တော့မှမြေကြီးနဲ့ရိုက်တက်ပလိုက်တာဗျာထားပါတော့ဗျာပြောချင်တဲ့လူရင်းကဝေးတော့မယ်အဲ့ဒါနဲ့ရိုက်နေကြတာသူများတွေအတော်ရနေပြီကျွန်တော်တကောင်းမှမရသေးဘူးအဲ့ဒီအချိန်မှာဘူကြီးကတော်ပြီးဟစ်ပြန်ကြအောင်မိုးလဲအေးလာပြီကွာ အော်ဒါဘယ်ပါဆိုတာအဆောင်ပြန်ရောက်ရင်တိမာပေါ့ဟင်္ဒရာသားကလည်းအေးဟုတ်တယ်အဆောင်ရောက်မှရေနှွေးဖြော့ရေကုန်ဆုပ်ပြီးတော့ဂျင်းစနွေစစ်တုံဖြူလေးနဲ့ကြော်စားရအောင်နောက်မြောင်မြတ်သားတယောက်ကအပြန်ကိုအချစ်ကိုဝင်နှိုးပြီးအဖြူလေးနှလုံးလောက်ဝင်ဝယ်ရအောင်မြောင်မြတ်သားထဝေဖြူကလည်းအေးပြန်ချင်းပြန်လေးငါလည်းဖားဆယ်ကောင်လောက်နဲ့ကျိုးတကောင်ရထားတယ်လင်းမွေကြီးလားမသိဘူးဟာဟေးကောင်ငါတို့ကြိုးတော့မစားရဲဘူးနော်မင်းတို့မစားလဲငါစားမှာပေါ့ကွာထဝေဖြူကတော့တကယ်ကိုမကြောက်မြွန်ကွာဒါနဲ့နေပါအောင် ကျိုးဆိုတာမွေးကိုခေါ်တာဗျ။နန်းနေမိခေါ်တာပေါ့။ဥပမာကြားကိုဟင်းမျိုးကြီးလို့ခေါ်တယ်လို့ပေါ့။တချို့နယ်ကမွေးကိုပိုးလို့ခေါ်တယ်ဗျ။မွေးကရင်ပိုးထီတယ်ဆိုတဲ့စကားလို့ပေါ့။ကျွန်တော်ကတော့မကျင်နဲ့သေးဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကတကောင်းမှမရသေးတာကိုတော်ယုံမနဲ့ကြရန်ကုန်သားတယောက်ဖားရိုက်ထွက်တာတကောင်းမှမရဘူးဆိုပြီးတော့တိတ်ခါကြတယ်ဗျ။ဒါကြောင့်ပြန်မှုကျွန်တော်မပြောဘဲပေတေပြီးတော့ဖားဆက်ရိုက်လိုက်တယ်။ဘိုးကြီးနဲ့ကြံတဲ့သူတွေကတော့ဟိတ်ကောင်ထိုးကြည့်။ရန်ကုန်သားပြန်မယ်လေကွာ။နေအောင်ကွာငါတကောင်းမှမရသေးဘူးကွာ။ မရလဲလားပါကွာငါတို့စီကရတာတွေကမင်းတတော်ကြီးစားလို့ရတယ်ကွာကျွန်တော်နားမလဲဘူးပေပြီးလိုက်ရိုက်နေတယ်မာနာပေါ့ဗျာ အေးအမှန်တော့မာနဆိုတာမာမာပြီးတော့နာနေတာဗျသဘောကတော့မာသလိုလိုနဲ့နှုံအရတာပေါ့ဗျာထားပါအဲ့ဒါလိုပေးတယ်ပြီးနေနေတုန်းမှာပဲလေကသင်းယိုးပေါ်မှာအတော့ကိုကြီးတဲ့ဖားကြီးတဲ့ကောင်ကမိမ့်မင်ကြီးထိုင်နေတာကိုမြင်လိုက်ရတာကျွန်တော်ကိုကြောပေးနေတဲ့ဖားကြီးစီကိုအသားလေးချင့်ကပ်သွားလိုက်တယ်အနားလေးရောက်ရောဘာပြောကောင်းမလဲဖြောင်းခနဲ့ဆိုပြီးတော့ရိုက်ချလိုက်တာလက်ထဲကဖားရဲ့ထုတ်တောင်ကျုံးမတက်ပဲရိုက်ပြီးတော့ဖားကိုကောက်မယ်ဆိုပြီးလှုပ်လိုက်တော့ဖားကမရှိဘူးဗျာ တဲ့လေးနဲ့ပါပဲဘဲရောက်သွားပါလိဟိုဒီဒီလိုက်ရှာကြီးတော့ခက်လန်းလန်းမှပြန်တွေ့တဗျာအောင်မဲဖားကငါ့ကိုမျက်နှာချင်းဆိုင်တောင်ထိုင်ပြီးတော့ဂွက်ဂွက်ခွက်နဲ့អော်နေတဗျာကျွန်တော်တော်တော်ကိုတင်းသွားတယ်ကျွန်တော်ထင်တာအဲ့ဖားကျွန်တော်ကိုစိန်ခေါ်နေတယ်လို့တွေ့ပြီပေါ့လေစိန်ထဲကနေကျုံသွားပြီးတော့ပြေးပြီးတော့ဖြောင်းနဲ့ရိုက်ချလိုက်တာဖားခုံချိန်တောင်မရလိုက်ဘူးကုန်းကောင်းပဲကျန်းတော့လေဟင်းမရှိတော့ပြန်ဘူးအတော်လေးနဲ့ဖားပဲဂွက်ဂွက်အတန်ကြားလို့မော့ကြည့်လိုက်တော့ ကျွန်တော်ခလန်းလန်းမှာတွေ့ပြန်ရောကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးကိုကိုကွက်ဆိုအော်နေပြန်ကျွန်တော်ဒီတစ်ခါပြေးမရိုက်ဖဲဒိုင်းမြင်ဖဲပလိုက်တယ်ဗျာမမိပြန်ဘူးဗျာဒလိုးနဲ့ဖားကမမိလိုက်ခလန်းလန်းကကိုကိုကွက်အော်ပြီးတော့ထိုင်နေလိုက်ကိုကလိုက်ဖဲလိုက်မမိလိုက်ဖားကလည်းကျွန်တော်စိတ်ထင်အကောင်ကပူပူကြည့်လာသလိုပဲကိုကောင်တွေတစ်ခုခုလှမ်းအော်နေတာကျွန်တော်အေးမဆိုင်ဘူးရန်ကုန်သားတော်တော်ရက်တော့ပြန်တော့မယ်လာခဲ့ပြန်လာခဲ့ဟဲ့အောင်ဟဲ့ကောင်ဒုက္ခပဲဟဲ့ကောင်တွေတစ်ခုခုလောက်ကြပါအောင်ကွာကျွန်တော်စိတ်ထင်တော့ဖားကခွေးလောက်ကြည့်လာတယ်ထင်တာဗျာ တန်းတော့ဒါဖားသေးရဲ့ပဲဖားသေးရဲ့အသာစားဘူးအောင်စားမယ်ဆိုပြီးဒုံးနဲ့တဖြဲဖြဲလိုက်ရိုက်ပြတာဟိုကောင်တွေကလည်းကျွန်တော်ကိုချုပ်ပြီးတော့ဆွဲခေါ်တဲ့အထီကိုကျွန်တော်ကအော်ဟစ်နေတော့ပဲငါ့ကိုလှဆန်းအိုက်ဖားကိုငါစော်မယ်အိုက်ဖားငါ့ကိုစိန်ခေါ်နေတာကြည်စမ်းပြောင်ပြနေသေးတယ်ကျွန်တော်အထင်မှာဖားကသူ့ဖင်ကိုကျွန်တော်ပဲလှမ်းပြီးဖင်ပိုင်းကြီးပဲခုံခုံပြနေတာချောင်းရိုးတစ်ဖက်ကရောက်တော့မှတငယ်ချင်းတွေကမင်းယူနေလားမင်းပြောတော့ကြောက်တယ်ဆိုဘာလို့တင်းချိုင်းတဲ့ကိုအတင်းဝင်ရိုက်နေတာလဲဘယ်မှာလဲတင်းချိုင်းမင်းဖားရိုက်နေတာတင်းချိုင်းထဲမှာလေဖားကြီးကြီးလာတာမင်းသတိမထားမိဘူးလားတိတယ်လေဒါနဲ့များကွာ ဖာသေးသာစားကြင်လို့ထူးကြည့်ယူကြင်ထမင်းလို့ဟင်းလို့အဝတ်လို့ယူနော်ဒီလိုကြည့်တော့မယူနဲ့ငါတို့လည်းကြောက်တယ်ကွာ သူတို့ပြောလို့ဒါကျွန်တော်တင်းတိုင်းနဲ့ရောက်သွားမှန်းသိလိုက်တာကျွန်တော်ဖားစောနဲ့ပါသွားတာအဲရောက်သွားမှမသိလိုက်ဘူးဒီဘက်ကန်းကနေကြည့်မှာပဲဟုတ်တယ်ဗျာဖားကတင်းတိုင်းနဲ့ကအုတ်ကူကြီးပေါ်မှာကြည့်နေရင်းနဲ့ဖားကြီးကမဟာရဟကိုကြည့်လာတာအုံးအင်းဆိုပြီးတော့ဖားတန်ကြီးကလည်းပို့ကျဲလာတာကြည့်ရင်းနဲ့ကျွန်တော်ဒေါသတွေထွက်ပြီးဖားကိုပြည့်ရိုက်ချင်လာတာဒါနဲ့ချောင်းထဲကိုဟုံးကနဲ့ခုံဆင်းလိုက်တယ်ရန်ကုန်သားမလုံနဲ့ဟဲ့ကောင်ဆွဲထားကြပါဦးဟာမင်းတို့ကိုဖားသေးတာကြွေးမလို့ကွာဖားသေးရဲ့သားဆိုင်ရင်မင်းတို့ဘာတည်းရဲ့မှကြောက်စရာမလိုတော့ဘူးကွာတကယ်ချင်းနေကျွန်တော်ကိုဝိုင်းချုပ်ပြီးအဆောင်ထိကိုမှပြီးခေါ်လာလာတာဗျာ ။နောက်မှကျွန်တော်ကိုသူတို့ဆွဲမနိုင်ဖြစ်နေတာကိုအဲ့ညကအဆောင်ပြန်ရောက်ပြီးဘာတွေဆက်ဖြစ်တယ်တော့ကျွန်တော်လည်းမသိတော့ဘူး။မနေ့ကမှသိလိုက်ရတာတော့ကျွန်တော်တခုခုဝင်ပူးနေတယ်လို့လို့တောင်းကျမ်းနေလို့အဆောင်ပိုင်ရှင်အဘကပရိတ်ရီလာတိုက်ရတယ်တဲ့။အင်းမီရှိုးပြချလဲတိုက်ရတယ်တဲ့။ကျွန်တော်အဲ့တော့မှအိပ်ပျော်သွားတာတဲ့။မနေ့ကတော့ကျောင်းမှသတင်းကြီးနေပြန်ရော။ညကရန်ကုန်သားတယောက်ဘလူးစေးထပြီးတော့ဖားသရဲကိုမကြောက်မရွံ့လိုက်ဖမ်းပြီးစားဖို့လုပ်တာတဲ့။ဖားသရဲမစားရလို့အဆောင်မှတောင်းကျမ်းတာဘလူးစီးပြီးကြောက်စရာကြီးတဲ့။ဘလူးကဘလူးစီးရလဲမသိ။ကျွန်တော်သိတာကတော့ကိုရီလက်တွေကိုင်း ခေါင်းကိုက်သွားတွေကနာမိတ်ဆွေတွေရောဘလို့ထင်လဲဗျာမိုးတဲ့ညမှာမလုံစဘူးဖားထွက်ရရကနေမကြုံစဘူးဖားသေးရဲ့နဲ့တွေ့ရတာပဲဗျာကျွန်တော်အတွက်တော့တကယ်အတွေ့အကြုံကောင်းပဲနောက်နေ့တွေဖားသားတွေကိုလှိုင်လှိုင်ဆားရတာပေါ့ဗျာအော်မေးတော့မလို့ကျွန်တော်ကဖားထဲလက်ချက်ကိုပူကြိုက်တယ်ဗျာထန်းရင်နဲ့လက်ချက်ဆိုတာကျွန်တော်အကြိုက်ဆုံးအစားစားပဲဗျာမိတ်ဆွေတို့ရောဇလဲလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မိုးရင်တန်းရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်